သတင်းလေးတွေကိုတင်ပြပေးပါမယ်။အဲထူးထူးခြားခြားသတင်းလေးတွေကိုပဲတင်ပြပေးမယ်နော်။သတင်းတွေအများကြီးမပြောတော့ဘူး။အာသတင်းသုံးသက်ချက်နဲ့နိုင်ငံရေးလေးတွေကိုကျွန်တော်ပြောပြပေးပါမယ်။အဲဒါနိုင်ငံရေးတွေပြောတဲ့နေရာမှာတော့ဟိုဘယ်သူဘယ်သူ့ဟိုမှာမရွယ်ပါဘူး။ဒီကာလမှာဖြစ်ပျက်နေတဲ့အကြောင်းအရာလေး live ပုံမှာနော်ဟိုကိုထင်းရမြင်အောင်ပြောနေတဲ့အဖွဲ့တွေတော့အကုန်လုံးရှိတာပေါ့နော်။သတင်းမီယာအမိခံတာပါစင်နေအမိခံပြီးတော့ အာသူတိတော့သူစိတ်တဲ့ထင်တာလေးတွေပြောနေတာတွေရှိတာဗောနော်ဟိုဒါလေးနဲ့ပတ်သက်လို့ကျွန်တော်တို့တွေ့မြင်ရတာလေးတွေဗောနော်ကျွန်တော်တို့ပြန်ပြီးတော့တင်ပြပေးပါမယ်ကျွန်တော်တို့ကိုင်းစင်းဆောင်ရွက်မှုအခြေအနေလေးတွေဗောနော်ဟိုဒါလေးတွေလည်းအဲကျွန်တော်မြေပြင်အခြေအနေနဲ့တိုက်ဆိုင်ပြီးတော့ကျွန်တော်အရှင်းလင်းပြောကြပေးပါမယ် အထူးခြားသတင်းပေါ့နော်အထူးခြားဆုံးပေါ့နော်လူအဖွဲ့အစည်းမှာတော်တော်ယွန်စရာ ကောင်းတဲ့သတင်းတခုပေါ့နော်ဟိုစကိုင်းတိုင်းဒေသကြီးမင်းကြီးမြို့နယ်ထဲမှာအဲတရွာထဲမှာနေတဲ့လင်မယားနှစ်ယောက်ကိုနော်ပါလဖတောင်ကန်ဥအိုင်နိုင်ဆိုတဲ့လူကဖမ်းဆီးလိုက်တယ်အဓိကဖမ်းတဲ့အကြောင်းကဘာလဲဆိုတော့လင်မယားချင်းရံဖြစ်လို့ ဖမ်းလိုက်တယ်ဖမ်းလိုက်ပြီးတော့ဟိုအမျိုးသားကိုတော့သူထိတ်ထုံးခတ်ပြီးဖမ်းလိုက်တယ်ဖမ်းအမျိုးသမီးကိုတော့တော်တဲ့ခေါ်သွားပြီးတော့ဟိုဒီ2025ခုနှစ်စက်တင်ဘာလ18ရက်နေ့မှာတကြိမ်21ရက်နေ့မှာတကြိမ်เนาะအချိန်ချင်းဒါတောင်းရအဖြစ်မရင်ကျင့်တယ်ဗောနော်ဟိုလင်ကြီးငုတ်တုတ်ရှိရသားနဲ့เนาะဟိုလင်ကိုဖမ်းပြီးမရအောင်မရင်ကျင့်တယ်ဖြစ်ပြမှုကိုဒါ UNG ပါလဖဒါတော်ဝင်ကဥပဒေနိုင်ကကျူးလွန်တယ်ဒါနဲ့ပတ်သက်လို့ရွာသူရွာသားတွေကလည်း တိုင်ထားတယ်တိုင်ထားတယ်ဆိုတော့ဘေးကိုတိုင်ထားလဲတော့မသိဘူးလောတယ်အန်ယူဂျီကလည်းဒါဘိုက်ကြီးတင်မှမချမ်းမရင်မရင်ကျင်းတဲ့အဖွဲ့အစည်း PDF ဆိုတော့နော်အခုလဲဒါဒီရမျိုးလာပြန်ပြီလီကြီးငုတ်တို့ပြအီနောင်ရှင်မျိုးသမီးမှတည်တည်နေနော်ဒါမရင်ကျင်းတာဒါနဲ့ပတ်သက်လို့ရာသူရာသားတွေကလုံးဝလက်မခံပဲအခုဒီ UI line ကိုဒါ ဖယ်ရှားပြဖို့เนาะဆန္ဒပြနေကြတယ်เนาะဥပဒေကတော့ NGO ကိုယ်တိုင်ကဘာဥပဒေမှရေးဆွဲထားတာမရှိပါဘူးเนาะဟိုဒီကာလအတွင်းမှာမင်းမဲဆရာကြီးဆန္ဒတနက်ပြောင်းပြနေအုပ်ချုပ်ခဲ့တဲ့တံခိုးလေးပြည်သူတွေခံရတယ်เนาะဒီရောနယ်မှာဆိုရင်အမျိုးသမီးကိုယောက်ကိုမရင်းကြည့်ပြီးတက်ဖြတ်ပြီးလောင်းဖြောက်တဲ့ကိစ္စအခုထိရေးယူနိုင်ရင်မရှိဘူးအခုဒီမှာထပ်ပြီးတော့ NUG ပါလဖခေါင်းဆောင်ဦးအိုင်နိုင်ဟာလင်းရှိတဲ့เนาะအမျိုးသမီးကိုလင်းကိုဖမ်းမရအောင်မရင်းကျင့်တဲ့ကိစ္စ เนาะဒီလောက်လူအဖွဲ့အစည်းမှာရုပ်ကန်းတဲ့ပြည်မှုမျိုးကိုဒါအန်ယူဂျီပါလဖာဟာဥိုင်းနိုင်ဆိုတဲ့လူကကျူးလွန်ခဲ့တယ်ဘောနော်ဟောဒါမိုးတွေကတော့ဒီဟိဥပဒေမရှိတဲ့နယ်မြေမှာဥပဒေမစိုးမိုးတဲ့နယ်မြေမဟုတ်ဘူးဥပဒေကိုမရှိတော့တာမရှိတဲ့နယ်မြေမှာအဲဒါလက်လက်ရှိတဲ့ကောင်ကလက်လက်ရှိတယ်လို့လုံနေမှာပဲเนาะဒါနေနဲ့ပတ်သက်လို့လဲဇော်ဝေဆိုးလို့စေမအောင်တို့ကတောင်းယူဖြည့်ရှင်းနိုင်ရင်းလဲမရှိပါဘူးသူတို့ဒီလေလိုက်ပုံမှာသာရှိတာဖြစ်ပါတယ်ဒါထူးခြားသတင်းတစ်ခုနောက်ထူးခြားသတင်းပေါ့เนาะဒါဂျုံထိုးနဲ့အဲဂျုံပိုင်သွားလန်း ဘီမိုင်၃မိုင်ပတ်လေကဒါအလောက်မှာရှိတဲ့ဗျက်ခအဗျက်ခတီရီဆိုတဲ့ဂုံမို့အိုက်စခန်းကိုတော့တတ်မတော်ကသိမ့်ပိုက်လိုက်တယ်ဆိုသတင်းတူတစ်ခုနည်းသိရတယ်နောက်ထပ်သတင်းတူကစခခ27ဗမောကနော်ဗမောမှာမကြောက်အောင်ခန်းစစ်စင်တိုက်ခတ်ခဲ့တဲ့စခ27မူဟာဒါလေပိုင်းလိုက်စစ်နာလာကျုပ်တိုင်းမှုဖြစ်သွားတဲ့သတင်းကိုလည်းကျွန်တော်တို့သိရပါတယ်နော်ဒါကတော့ဒါဒီခေတ်ကတော့စစ်တိုက်တဲ့သူတွေပဲနေရာရတဲ့ခေတ်ပဲစစ်တိုက်ရင်စစ်နိုင်ရင်တော့နေရာရမှာပဲနော်ယာရုတူးပေးတာပဲ ချက်ချင်းเนาะမအားပြောတတိပြတိရှိရလူတွေတကယ်မိပြမှာလဲစစ်တီတွေအများရှိတွေဆိုရင်လဲတိုက်ခိုက်ကောင်းတဲ့သူတွေတကယ်စစ်တိုက်မဲ့သူတွေဆိုအခုလိုရာထူးတိုးပေးတာတွေကိုကျွန်တော်တို့ကမြင်ကြပါတယ်เนาะဒါကတမတော်အတွက်အကောင်းတဲ့အစဉ်လာတွေပါနောက်ထပ်ထူးခြားသတင်းကတော့ KNU ဥက္ကရာဖရူစောကွယ်သူဝင်အပါဝင်73ဦးနောက်ချင်းလန်းအဖွဲ့79ဦးနောက်ခစ်တမီယာပေါ့နော်ဒီအဖွဲ့တွေကိုဒါယူကောက်ပွဲကော်မရှင်အရာ ဒီကောက်ဖွဲ့ကိုနောက်ဆက်ဖြည့်စည်ဟန်ထားသူများဥပဒေနဲ့အမှုဖွင့်ထားတယ်ဆိုသိရပါတယ်ဒါကတော့ဥပဒေနဲ့အတိုင်းလှုပ်ထုံးလုံးဤအတိုင်းဆောင်ရွက်တဲ့အနေအထားမျိုးဖြစ်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပါတယ်ဒါကတော့ဒါဒီနေ့ထူးခြားသတင်းတွေမှာကျွန်တော်အဓိကဟိုသတင်းတွေတော့အများကြီးမပြောချင်တော့ဘူးအဓိကပြောချင်တဲ့အကြောင်းအရာလေးကဘာလဲဆိုတော့ဒီကာလာကြီးမှာပေါ့နော်ဒီနိဗိတ်တွေရဲ့လက်ခုပ်တံကိုမျှော်ပြီးတော့နော်ပြောဆိုနေရတယ် နော်မီဒီယာအမိခံပြီးတော့ပြောဆိုနေတာတွေနော်စပီကာအမိခံပြီးပြောဆိုနေတဲ့ကောင်တွေလူတွေအများကြီးရှိပါတယ်အဲဒါနဲ့ပတ်သက်လို့ပေါ့နော်အဓိကတော့ဟိုဒီနိုင်ငံကြီးနဲ့ပတ်သက်ပြီးတော့ပြောပြောကြတာပါဆိုဂျိုဝေဘန်သုံးသက်ကြတယ်ပေါ့ဆိုတဲ့ပုံစံမျိုးပေါ့အဲတကယ်တမ်းကြတော့ဗျာဟိုပြန်ပြီးပြောမယ်ဆိုရင်နိုင်ငံကြီးကိုတန်တရားတပတ်လေးအောင်လှုပ်ပြီးတော့နော်ဒီတက်မတော်ပြိုခွင့်အောင်လှုပ်မယ်ကောင်တွေ တောင်းလို့ဖြက်စီမဲ့ကောင်တွေကိုနိုင်ငံရေးတဲ့ပြန်ထည့်ပြန်ထည့်ပြီးเนาะဒီကောင်တွေကပြန်လုတ်ပြန်လုတ်ပြန်လုတ်ဆိုးရဆိုးရဖြစ်ပြီးတပ်မတော်ဖြက်စီဖို့လုတ်အဲဒီလိုပုံစံမျိုးနိုင်ငံရေးတန်တရာတပတ်လဲပြီးတော့နိုင်ငံကိုဒီလက်ရှိချိန်နေတဲ့ဆိုးအောင်လုတ်နေတဲ့ကောင်တွေလိုပဲအဲကျွန်တော်ကထင်မြင်ပါတယ်လက်ရှိเนาะပြုလုပ်မဲ့ရွေးကောက်ပွဲကိုမူတည်ပြီးတော့ဒါတပ်မသားချို့ရုပ်ကလေးတွေဝင်ပြိုင်တာဒီကျွန်တော်ဒီမိုကရေစီနီးလန်းကြကြဝင်ပြိုင်တာဘာပြောစရာရှိလဲ ဘာပြောလဲပြည်သူကကြိုက်မဲပင်ပြည်သူကကြိုက်မဲပေးဘူးလေဒီတက်ထွက်ပြီးနေရာယူတဲ့ဆိုင်ဒီရွေးကောက်ပွဲဝင်ပြီးတော့နော်ဝင်ပြီးအရွေးခံပြည်သူလူလူထောက်ခံလို့အနိုင်ရရင်နိုင်ငံရေးနေရာရမှာပဲလေမတရားလို့လားဒီမိုကရေစီနီးလန်းကြက်ကြက်ဝင်ပြီးအရွေးခံလေဆိုရင်ဒါလက်ခံမှာပဲပေါ့လားအဲဒါကြီးကိုထောက်ပြမယ်ပြင်ပြီးထောက်ပြပြီးတော့ဒါပြည်တော်စုကြက်ခိုင်တဲ့ဖွံ့ဖြိုးပါတီကိုစစ်တပ်ပါတီဘာညာအဲသူတို့ပြောမယ်ကျွန်တော်တို့လည်းပြည်တော်စုကြက်ခိုင်ဖွံ့ဖြိုးပါတီထောက်ခံသူတွေပဲဒီဝင်တဲ့သူတွေပဲကျွန်တော်တို့ကိုယ်တိုင်လည်းစစ်ဖို့စစ်သားဟုတ်မယ် ျွန်တော်ပြည်သူတွေကလာတယ်ပြည်သူကြောက်ပြန်သွားတယ်နိုင်ငံရေးလုပ်တယ်ကျွန်တော်ရဲ့ဒီမိုကရေစီအခွင့်အလမ်းပဲလေဘာပြောရစီလဲကျွန်တော်ကခင်ဗျရွေးကောက်ဝယ်ဝင်မဲ့နဲ့ခင်ဗျတက်နေရယူတာမဟုတ်ဘူးလေရွေးကောက်ဝယ်ဝင်ပြန်ပြီးမှခင်ဗျနိုင်ငံရေးနေရာရတယ်ဆိုရင်ပြည်သူလူထုထောက်ခံလို့ရတာပြည်သူလူထုရွေးချယ်ထားတာပဲဘာပြောရစီလဲအဲဒါနဲ့ပတ်သက်ပြီးတော့ပြင်းပြင်းထန်ထန်ဝင်ပြန်ပြောဆိုရရရှိတယ်နောက်တစ်ခုကဘာလဲဆိုတော့ဟိုတက်မတော်ရဲ့အုပ်ချုပ်မှုလျော်ရဲဖြစ်စင်ပါတော့ ုံဆုံးမှုကြောင့်ဖြစ်စေဆိုအဖွဲ့အစည်းတိုင်းမှာရှိတယ်တက်မတော်ကတိတာနဲ့ဥပဒေရပြင်းပြင်းထန်ထန်အရေးယူတာဥပဒေနဲ့အရေးယူတာတက်မတော်မှာနောက်အခရီးမှုတော့သေးသေးလေးဖြစ်လို့မရအောင်ကြော်စောသတင်းထွက်တာနဲ့တက်မတော်မှာပြင်းပြင်းထန်ထန်အရေးယူတယ်ဒါတက်မတော်ရဲ့မူဝါဒသည်နောက်ဒီလိုပြင်းပြင်းထန်ထန်အရေးယူတဲ့ဥပဒေနဲ့ညီဆောင်ရတယ်ဆိုတာဒီကောင်ဒီမသိမဟုတ်သိတယ်ဒါပေမဲ့ဒီအုံဆုံးမှုရောင်းတဲ့လေစင်ဖြစ်စဉ်လေးတွေကိုဒါဒီကောင်လေးအကြောင်းချမယ်ရင်မချမယ်တန်းကျုပ်ထုတ်ပြပြီးတော့တက်မတော်ကဒါကြီးကိုမူဝါဒချပြီးကျူးလွန်နေတဲ့ပုံစံမျိုးပုံဖော်ပြီးတော့နော်အထက်ဟော့ စေဝံကွယ်ပြောင်းမှုဖြစ်အောင်တတ်တွင်းပြုကွယ်မှုဖြစ်အောင်သူ့လူကိုယ်ပသားလုပ်ပြီးကိုယ်လူသူ့ပသားလုပ်ပြီးတော့ပြောဆောင်နေတဲ့သူတွေလည်းအများကြီးတွေ့ရတယ်ကျွန်တော်ကမေးခွန်းထုတ်ပါပါတတ်မတော်ကမူဝါဒချပြီးကျူးလွန်နေတာလားအုပ်ချုပ်မှုရောလည်းဖြစ်စဉ်ဖြစ်နေတာလားမထထောင်သားသမီးတွေမှာဗျာနော်ပြစ်မှုဖြစ်တဲ့သူတွေရှိရမယ်တတ်မတော်ကတင်ချက်ချင်းအရေးကြီးတယ်ဥပဒေနဲ့ညီတတ်မတော်မှာစစ်တတ်မတော်ရဲ့နော်ကြောရအစည်းကမ်းပဲချက်ချင်းအရေးကြီးတယ်ဒါဒါကြီးတွေကိုပုံကြီးချက်ပြီးတော့နော်တတ်မတော်ကပဲမူဝါဒချပြီးကျူးလွန်တဲ့ပုံစံမျိုးပုံပေါ်ပြီးတော့ပြောဆိုပြီးတော့ နော်ရှင်းပြပြောရင်ပြောဟို မီဒီယာမြည်ခံမဲ့တစ်ဖက်ကနိဗိတ်တွေရဲ့ပြောမယ်ဆိုရင်ဟိုလက်ခုံတောင်မျောလင်းတာပေါ့လက်ခုံတောင်မျောမျောရေးဟေးဟေးပေါ့ဟာဒီကောင်ကြီးကဟာဒါဟိုကဖြစ်တာပဲပေါ့အခုဇော်ဖုံးကြီးဖြစ်သလိုပြောပြစ်လို့ကောင်းဘူးပေါ့နော်မြောက်ကြွလာတာပေါ့ကိုကိုအမှန်တော့နိဗိတ်ရဲ့လက်ခုံတောင်ဘာလဲဆိုတော့အဓိကနိဗိတ်တွေရွေရက်ကဘာလဲဒါသိဖို့လိုတယ်နော်ဒါဒီလက်ခုံတောင်တွေကိုမျောပြီးတော့ လိုက်ပေါ်တက်ပြီးပြောနေတဲ့ကောင်လေးဟာစကားကလည်းဘယ်တော့မှအမှန်မဟုတ်ပါဘူးအကဲမူဝါဒချပြီးကျူးလွန်နေတယ်ဆိုရင်တော့ဒါတက်မလို့ကျူးနေတယ်ဆိုရင်ပြောချထောက်ပြလိုက်အဲ့ကောင်နော်သူကသူမထောင်သားကပြစ်မှုဖြစ်လို့ကျူးလွန်တာကတော့ဒါအေးယူမှာပဲနော်တက်မလို့အဒီသဘောတရားတွေရှိပါတယ်နောက်တစ်ချက်ကနိုင်ငံရေးတန်တရားပေါ့လဲတာပေါ့နော်ဒေါ်ဆန်းစုကြည်အစိုးရလက်ထက်မှာနော်အကြံပေးနိုင်ငံသားအကြံပေး60လောက်နဲ့ တိုင်းပြည်ဒစ်လင်နေတာအဲ့ဒီကောင်လေးကိုယ်တိုင်သိတယ်။ဒါတကောင်လေးတဖုံးခွက်ထားရတယ်။ဒါကိုပဲတော့မှမပြောဘူး။နော်အခုဒီကောင်လေးအခုလိုဒီရွေးကောက်ပွဲမှာမပါဝင်တဲ့အတွက်နော်အဲ့ဒီလိုလူမျိုးတွေမပါဝင်တဲ့အတွက်ညီပိတ်တွေအဘက်က LND တွေနော်မပါဝင်တဲ့အတွက်ဒီပါဝင်တဲ့နိုင်ငံရေးပါတီတွေကိုတိုက်ခိုက်လာတာပြောမယ်ဆိုရင်ဟန်တာလာတိုက်ခိုက်တာပေါ့နော်တိုက်ခိုက်လာတာဝေဖန်လာတာရှိတယ်နော်ဒါကယူကောက်ဘွယ်ကာလချိုင်နူယူကောက်ဘွယ်ကာလချိုင်တော့ဒါဥပဒေနဲ့ညှိစွန်းသွားနိုင်တယ်ပေါ့နော်ပြောမယ်ဆိုရင်တော့ဘာဖြစ်လို့လဲဆိုတော့ ိုင်းပြည်ကဒီကောင်လေးကိုလွတ်တော်တဲ့ပြန်ထည့်ပြီးတော့နော်တောခိုးတဲ့ကောင်လေး NLD မပါလို့0ဆိုရင်အဲ့ NLD ကိုပြန်ခေါ်ပြန်ခေါ်ပြီးရွေးကောက်ဘက်ဝင်ကန်လွတ်တော်တဲ့ပြန်ထည့်ပြန်ရွေးခံခိုင်းပြန်ဆိုးရလုခိုင်းတပ်မတော်ပြုတ်ကိုပြီးပြန်လို့နော်တိုင်းပြည်ပြည်စီဖို့ပြန်လို့ဒီပါတီကြောင့်ဒီတိုင်းပြည်ဒီအခြေအနေဖြစ်လာတာဒီကောင်လေးကောင်းကောင်းသိတယ်ဒါကိုပြန်ပြီးတော့နော်ခေါ်ပြီးတော့ပြန်လို့အောင်ငမိုက်သားတွေမဟုတ်တော့ဘူးတိုင်းပြည်ဒီဘက်လာအောင်လှုပ်ဆရာဘာအကြောင်းမှမရှိဘူးနော် ိုင်းပြည်နာသွားမယ်တိုင်းပြည်ကိုနော်နိုင်ငံကိုနိုင်တဲ့နိုင်ငံရေးတန်တရားတပတ်လေအောင်လုပ်ပြီးတော့တိုင်းပြည်ကိုဖျက်ဆီးခြင်းတဲ့ကောင်တွေလို့ပဲကျွန်တော်ကအဲ့ဒီကောင်တွေကိုမြင်ပါတယ်အဲဒါကကျွန်တော်ရဲ့အမြင်ပါဒါဟိုပြောမယ်ဆိုရင်တော့ဟိုနိုင်ငံရေးမှာတော့ဒါဟိုဒီအရလုံးရင်တရားရဒီအရလုံးရင်မတရားဘူးတိုင်းပြည်ကောင်းဘူးလားဆိုးဘူးလားအခေအဲ့ဒီအဖွဲ့တွေခမားတို့ပါသေးခြင်းတဲ့အဖွဲ့တွေသူတို့ပါသေးခြင်းတဲ့အဖွဲ့တွေနိုင်ငံရေးလည်းပြန်ပါလာမယ်နော်ပြန်ရွေးခံမယ်လွတ်တော်တွေရောက်မယ်တက်မတော်ဖြစ်စီထက်လုံမယ် မလုပ်ဘူးလို့ခင်ဗျားတို့တောင်းခံလားလှုပ်လာရောတိုင်းပြည်ဒီချင်းနေမျိုးထက်ရောက်ခင်ဗျားတို့လုံနေတာလားကျွန်တော်အဲ့လိုမေးခွန်းမျိုးမေးလို့ပါတယ်အဲဒါကကျွန်တော်မြန်မာနိုင်ငံရဲ့လက်ရှိ နော်ဖြစ်ပေါ်နေတဲ့အခြေအနေလေးတွေပါနော်လိုင်းပေါ်မှာကြည့်ကြည့်နော်ဒါနဲ့ပတ်သက်ပြီးတော့ပြောနေတဲ့ကောင်တွေအများကြီးရှိတယ်ကျွန်တော်အထက်မင်းမှာမင်းတို့ကဘာဖြစ်ချင်တာလဲလို့တဲမေးကြမင်းတို့ဘာဖြစ်ချင်တာလဲတိုင်းပြည်ကိုတပတ်တန်းတရားတပတ်လဲပြီးတော့နော်နိုင်ငံရေးတန်းတရားတပတ်လဲပြီးတော့တိုင်းပြည်ထပ်ပြီးတော့ဒုက္ခရောက်နော် အခုလိုလက်ရှိခံစားနေရမျိုးအချိန်ချင်းခံစားအောင်မင်းတို့လုပ်နေတာလားဆိုတော့မိကုံးကိုကျွန်တော်မေးမှဖြစ်ပါတယ်နော်ဒါကနိုင်ငံရေးသဘောပါလက်ရှိအနေထားမှာနော်ရွေးကောက်ပွဲ လုပ်တယ်ဆိုတာနိုင်ငံကိုအရွတ် forward ဖြစ်အောင်ရှေ့ကိုဆွတ်တင်တာဖြစ်တယ်နော်တိုင်းမှာလှုပ်ရှားတယ်အများကြီးတပ်မတော်ကလှုပ်ရှားတယ်အများကြီးပြီးရင်တောင်းကျမှုเนาะရောင်သုံးတောင်းကျမ်းသူနှိမ့်နေနေတဲ့ကာလဖြစ်တယ်အဲဒီကာလမျိုးမှာเนาะဒီရှစ်တိုင်းမျိုးရှစ်ကိုတွန်းအောင်ရှစ်ကိုရွှေ့အောင်မလုပ်ခွင့်နဲ့အဲဒီနိုင်ငံရေးဖြစ်စဉ်လေးနဲ့ဒီအကြောင်းအရာလေးနဲ့ထောက်ပြပြီးတော့ ာနိုင်ငံရေးရွှေ့လို့မရအောင် ထပ်ပြီးလှုပ်တာ ဖြစ်တယ်เนาะကျွန်တော်အမြင်နဲ့အမြင်ကတော့ဒါမီဒီယာဘိုင်းမှာဆိုရင် တော်တော်သတိထားစောင့်ကြည့်ရမယ်အနေထားမျိုးဖြစ်တယ်เนาะဟိုတိတ်ပြီးကြောက်ဖို့ကောင်းတယ်ဒီကာလကเนาะအားလုံးကတည်တဲ့အတိုင်းပဲကိုကိုသူရဲကောင်းလို့ထင်နေတာဟိုတစ်ဖက်ကဟိုကောင်းတဲ့ကောင်ကလက်ခုပ်ဒီအားပေးလဲပြက်သလားမရှိဘူးကောင်းတဲ့ကောင်ကလက်ခုပ်ဒီအားပေးလို့အေးတစ်ဖက်ကနေမင်းကတိုင်းပြည်ကိုပြက်စေခြင်းနဲ့စေနာဟိုစိတ်နဲ့เนาะဟိုဖြည့်စည်းလို့တဲ့စိတ်နဲ့လက်ခုပ်တစ်ဖက်တွေတောင်းသွားပြီးမျောလင်းလို့မရဘူးဒီကာလမှာ ီကာလမှာအဲ့ဒီလက်ကုတ်တန်တွေသွားပြောင်းလေးလို့မရအောင်အဲ့ဒီလက်ကုတ်တန်တွေသွားလိုချင်ရင်ဒါတိုင်းပြည့်စုံအောင်လုပ်တာလည်းအတူတူပဲနော်အဲ့တော့စကားပြောရဲဆိုတော့စင်ချင်ထိမ့်သိပြီးပြောဖို့လိုပါတယ်တိုင်းပြည်တော်ရှေ့ရှုပြီးပြောဖို့နိုင်ငံတော့ရှေ့ရှုပြီးပြောဖို့လိုပါတယ်နိုင်ငံတိုးတက်မှလားနိုင်ငံဆုတ်ယုတ်သွားမှလားကိုပြောတဲ့စကားကွန်းကနိုင်ငံဆုတ်ယုတ်သွားမှလားနိုင်ငံတိုးတက်သွားမှလားကိုကိုယ်တိုင်အထိပ္ပယ်ကိုကောင်းကောင်းနားလည်ထားဖို့လိုပါတယ်အဲ့ဒီဟာနားမလဲရင်ကိုထင်တာမင်းရဆွတ်ပြောနေရင် အမှန်တရားဆိုတာရှိမှာမဟုတ်ဘူးเนาะတိုင်းပြည်အတွက်ပဲ UDP လုပ်တဲ့သူတွေဖြစ်တယ်လေကျွန်တော်တို့ကဘာမှကြည့်မှာမဟုတ်ပါဘူးတိုင်းပြည်ကိုလည်းเนาะနိုင်ငံရေးတန်တရားတပတ်လည်ပြီးတော့ဒီလိုအဖြစ်ဆိုးမျိုးတွေနောက်ထပ်မကြုံအောင်ပြည်သူလူထုတောင်းတဲ့ချီပြီးအသက်ခံရတဲ့အခြေမျိုးတွေနောက်တစ်ခါမကြုံအောင်ဒီနိုင်ငံရေးလောကမှာဒီလိုလက်ဝဲစွန်းအစွန်းရောက်เนาะနိုင်ငံရေးသမားတွေနိုင်ငံရေးလောကတွေမှာမရှိလေကျွန်တော်တို့ကသဘောကျနေပါတယ်ဒါသာချင်းချင်းမုန်းချင်းကင်းပါတယ် နိုင်ငံရဲ့အရေးကိုရှေ့ချပြီးနိုင်ငံရဲ့ရှေ့ရကိုအနာဂတ်ကိုရှေ့ချပြီးကျွန်တော်တို့ကပြောတာဖြစ်ပါတယ်ဒါမကျင်းတတ်ဘူးလားမတိုက်ဆိုင်ဘူးလားမကျင်းနိုင်မတိုက်ဆိုင်လည်းမတတ်နိုင်ဘူးကျွန်တော်တို့စီနိုင်ငံနဲ့ပြည်သူပဲရှေ့ရှုပြောတာ ပြတ်တာဖြစ်တဲ့အတွက်ဘယ်သူမျက်နှာမှမထောက်နိုင်ပါဘူးเนาะအော်ဒါနဲ့ပတ်သက်လို့ဟိုနိုင်ပါတီနိုင်ငံကြီးနဲ့ပတ်သက်လို့လည်းဒါလေးပြောလို့ပါတယ်နောက်တစ်ခုကတော့ဗာစေရေးချင်းနေတယ်ပေါ့เนาะစေရေးချင်းနေမှာတပ်မတော်ကပြည်ရေးစစ်တိုင်းနေတာမဟုတ်ပါဘူးเนาะပြည်ရေးတောင်းကျမ်းမှုနှိမ်နေနေတာဖြစ်တယ်ပြည်ရေးတောင်းကျမ်းမှုတောင်းကျမ်းမှုကိုနှိမ်နေနေတာဖြစ်တယ်အဲနှိမ်နေနေတဲ့နေရာမှာ နော်ဟိုပြောမယ်ဆိုရင်စွမ်းပကပေါ့နော်စွမ်းပကအဲဤပညာစွမ်းကလက်နဲ့စွမ်းပကအများကြီးအများကြီးနော်တကယ်လမ်းထုတ်သုံးမယ်ဆိုရင်နော်ဒနာစွမ်းအားနဲ့ဖြစ်တင်းပြီးထုတ်သုံးမယ်ဆိုရင်အများကြီးလှုပ်လို့ရပါတယ်ဒါနဲ့တစ်ချိန်နဲ့နဲ့တစ်ခါတည်းအပြက်ဖြတ်လိုက်လို့တော့မရဘူးအဲ့လိုလုံးလိုက်ရင်လည်းတပ်မတော်မှာပြဿနာရှိတယ်ဒါလူခွင့်သူ့ခွင့်ရေးဆိုတာရှိသေးတယ်အဲ့တော့ဒီပြောမယ်ဆိုရင်ဗျာ ဗမာပြည်ကွန်မြူနတီပါတီပါနော်ဒေါအောင်ဆန်းစုကြည်ရဲ့ဦးလေးပေါ့တကင်တန်းတုံးပါတီတောခိုတုံးကလည်းကျွန်တော်ပြောမယ်1946လောက်ကလေတောခိုလိုက်တာ1990လောက်ကြမှာနော်95လောက်မှာဒါ93 94 95ပေါ့အဲ့လောက်ကြမှာဒီမာပြည်ကွန်မြူနတီပါတီချုပ်ငိမ့်နေဒါတော့အခုကွန်မြူနတီပါတီကနေအငွေသက်ကြမ်းတဲ့နိုင်ငံရေးအသမအမေရိကန် NND လို့ပါတီတွေမှာဝင်ရတဲ့ကွန်မြူနတီတွေဟာတိုင်းပြည်ကိုဒီအချိန်ရောက်တွန်းမှုခဲ့တယ်လက်ရှိ NND ပါတီ တော့ခုသဘုံထနေပြီ NLD မပါလို့ဂျူကျန်တဲ့ပါတီက0ဆိုရင်ခေါ်လိုက်လीငါပြောတာခေါ်လိုက်ခေါ်လိုက်နိုင်ငံခြားအဖွဲ့နေရာ3နေရာမှာရှိတယ်ထောင်ထဲမှာရှိတယ်နော်နိုင်ငံခြားမှာရှိတယ်တောထဲမှာရှိတယ်ခေါ်လိုက်လीမင်းတို့ခေါ်လိုက်မင်းတို့ခေါ်လိုက် NLD မပါလို့ကျန်တဲ့ပါတီ0ဆိုရင်ဆိုလိုတာဘာလဲဆိုတော့ဒီနိုင်ငံရဲ့ပကတိရှေ့ကိုခင်ဗျားတို့ခီးဆက်ဖို့တိုင်းပြည်ကိုရှေ့ကိုရောက်ဖို့ဆိုရင်ခင်ဗျားတို့ ဒီတောင်တော်ပြိုကွဲကိုဥတည်နေတဲ့နော်တိုင်းပြည်ပြိုကွဲကိုဥတည်နေတဲ့လက်ဝဲဆွေးရောက်နိုင်ငံရေးသမားတွေနိုင်ငံရေးလောကမှာမရှိဘူးလို့လေ။ဒါကျွန်တော်ယူဆကျွန်တော်ပြောတာ။ဒါရင်ဆွဲခေါ်ပြီးတော့တိုင်းနိုင်ငံရေးတန်တရားတပတ်လည်အောင်မင်းတို့လှုပ်ကြအောင်မယ်ဆိုရင်တော့မင်းတို့ကတိုင်းပြည်ပြည့်စည်အောင်လှုပ်တဲ့ကောင်တွေထဲမှာထိတ်ဆုံးကတရားခံမယ်။အာဒါလေးကျွန်တော်ပြောတာ။တကယ်ထိတ်ဆုံးကတရားခံနေတိုင်းပြည်ပြည့်စည်ဖို့နော်ပြည့်စည်အောင်လှုပ်တဲ့ထဲမှာထိတ်ဆုံးကတရားခံနေဖြစ်တယ်။နော်ဒါလေးပြောချင်တယ်လက်ရှိအခြေအနေမှာเนาะဒီအခြေအနေရောက်เนาะတိုင်းပြည်ဒီအခြေအနေရောက်တပ်မတော်ကဘယ်လောက်ထိအသက်တွေသွေးချွေး ပေးဆက်ပြီးတော့နော်ကာကွယ်ခဲ့ရလဲကျွန်တော်တို့စစ်သားလုပ်ခဲ့ဘူးလေကောင်လေးအသီးဆုံးပဲစစ်သားဆိုပြည်သူတွေကလာတာအချိန်တိုင်းပြည်သူတွေသွားမယ်သူမှသူရွေးကောက်ပွဲဝင်ဝင်လွှတ်တော်ဝင်ဝင်ဘာဝင်ဝင်ခင်ဗျဒီမိုကရေစီနိုင်ငံသားစစ်စစ်လေးဗျမြန်မာနိုင်ငံသားစစ်စစ်မြန်မာနိုင်ငံသားစစ်စစ်စစ်သားရေးဆိုတာနော်ဒီခွင့်ရေးတော့ရသင့်တာပါအခုတော့စစ်သားရေးဒါလွှတ်တော်ကိုယ်စားလုံးဝမလို့လက်ညှိုးထုတ်ပြီးပြောနေမင်းတို့ကိုယ်နိုင်အောင်ဘာလုပ်လဲမင်းတို့ကိုယ်စိတ်မမထမ်းဘူးလားမင်းမရှက်ဘူးလားယောက်ျားတွေမဟုတ်ဘူးလား ်။အော်ဒါမျိုးလဲရှက်တယ်မှာလဲမဟုတ်။နော်။အဲ့တော့ကျွန်တော်ပြောလို့လား။ကိုယ့်ရဲ့လူလားချက်ကိုယ့်ရဲ့ဖြစ်စဉ်ဒီဖြစ်စဉ်ကအတိုင်းပြည်ရဲ့အနာဂတ်ကိုရှေ့ချုပ်နေတာ။ပြည်သူတွေကိုကိုစားပြုနေတာ။ကိုပြောတဲ့ဟာပြည်သူတွေကိုကိုစားပြုနေရမှာမဟုတ်ဘူး။ကိုပြောချင်လို့ကိုပြောနေတာ။ဘယ်ကောင်ကျွန်တော်ပြောနေရတယ်ကြော်စွာပြောတာကြော်စွာပဲ။ကိုစားပြုတယ်ပြည်သူကိုကိုစားမပြုဘူး။ကျွန်တော်တို့ကပြောတဲ့စကားကြီး တိုင်းပြည်ရဲ့အနာဂတ်ရှေ့ရကိုဦးတည်ပြီးပြောတာဖြစ်တယ်ဒီတိုင်းပြည်ပြည်ပြလက်ဝဲဆိုးရောက်နိုင်ငံရေးသမားတွေကိုဒီနိုင်ငံရေးစက်ခုံပေါ်ပြန်ပြီးပြန်တင်ပြီးတော့တော့နိုင်ငံရေးတန်တရားတပတ်လည်အောင်လုပ်နေတဲ့ကောင်မန်သမ ्या သည်တိုင်းနောက်တစ်ချိန်မှာတမန်ရဲ့တရားခံတွေဖြစ်လာနိုင်မယ်အဲ့ကောင်နေနော်ကိုပြောတဲ့စကားတွေကိုမှတ်ထားဖို့လိုတယ်အာဒါလေးတင်ပြလို့ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါအကြောင်းလျှော့သွားပါ